တပည့်တော်ရဲ့ဘာသာခြားသူငယ်ချင်းတယောက်ကနေတို့ဩဃတယုထံကအကျိုးမြော်ပြီးဆူတောင်းနေဆူတောင်းနေတာပဲဟုတ်လားလို့မေးပါတယ်အဲ့ဒါဆိုခရစ်ယာန်ဘာသာနဲ့တူးနေတာပဲမဟုတ်လားလို့မေးဘူးပါတပည့်တော်သိတာကဩဃတဟုတ်ဘူးတွေကထပ်ဖြည့်ထားလို့ထားတယ်လို့မှတ်သားဖို့ပါတယ်ညီဒီအတွက်ကြောင့်ထွေးတော့ထပ်ဖြည့်တယ်လို့ဆိုတာသိချင် ကယ်တော့မတူဘူးဩကန္တာဆိုတာသူကသူဆိုလိုက်တာပေါ့ဩကန္တာဆိုတဲ့စကားလုံးကအဓိပ္ပာယ်2မျိုးရှိတယ်ဩကန္တာလို့ပြောလိုက်တာခွင့်တောင်းစကားလို့ဆိုလို့ရှိရင်ဩကတံကရောမိဩကတံကရောထခွင့်ပေးပါတပည့်တော်ခွင့်ပြုပါလို့ဆိုတဲ့အဓိပ္ပာယ်နောက်တစ်ခုကတော့ဩကတာဆိုတာ ကိုယ်ဒီအလုံးရဲ့တည်ရှိရတယ်ဖရာတရားတန်တာလို့စိတ်ထဲမှာအဲ့လိုမှန်းတာအတိတ်ပဲနှမျိုးဖွင့်ဆိုကြတယ်တကယ်တော့လေခွတ်တောင်းစကားဆိုတာဘူဖြစ်နိုင်တယ်ပေါ့နော်ဩကာသဆိုတာခွင့်ပြုပါခွင့်ပေးပါရှစ်ခုရလေခွင့်ပြုပါဆိုအဲ့မှာကာယကံဝစီကံနှောကလို့ပြင်ပြမမိသည်ဖြစ်တော့ထိုမြစ်တို့ကိုပျောက်ပါစေခြင်းဘုရားမတ္တမှာဝှချခြင်းဟာ ဝိချာခြင်းကသူကဟိုဆက်လက်ပြီးတော့ဖြစ်ပေါ်နေမယ့်ဟာတစ်ခုကိုရပ်တန့်ပေးတဲ့သဘောပျောက်သွားတာမဟုတ်ဘူးနော်အကုသိုလ်တွေလှုပ်ပြီးတော့တောင်းမလိုက်တာနဲ့ပျောက်သွားတာမဟုတ်ဘူးသူတို့ဘာသာတွေကဘုရားသခင်ရှိမှဝန်ချပြီးတော့ confession လုပ်တာနဲ့ပျောက်သွားတယ်ဘုရားဘာသာကဒီလိုဝန်ချတောင်းပန်လိုက်တာပျောက်တာမဟုတ်ဘူး what happened cannot be undone ဆိုတာ ကိုလုံးတာတခုမလုံးဘူးလို့ပြောတာအဓိပ္ပာယ်မှာမရှိတာဒါပြင်ဘုရားဘာသာလောက်တာဘာလောက်တာလုံးလို့ဆိုတာဥပမာပဲတစ်စုံတစ်ခုစော်ကားမိထားလို့ရှိရင်ဒီဟာငါစော်ကားနေတယ်ဆိုတာအဲ့ဒီပုံမှာစိတ်မကောင်းမှုတွေဖြစ်တယ်အဲ့ဒီစိတ်မကောင်းမှုကြောင့်အာဟုတုကဆက်တိုးနေတယ်အဲ့ဒီစိတ်မကောင်းတာကိုကြောင်းပြုပြီးတိုးနေတဲ့အာဟုတုရပ်တန့်ပေးတယ်လုံးတဲ့အာဟုတုအာဟုတုကနှစ်ခုရှိတယ်အာရမ္မစလုံးလို့ဖြစ်တဲ့အာဟုတုတစ်ခု အဲ့ဒီလုံးတဲ့အပေါ်မှာစိတ်မကောင်းဖြစ်နေတဲ့ဝိပဿနာရာဇာအကုသိုလ်တစ်ခုဩကတာကအဲ့ဒီဝိပဿနာရာဇာကိုယက်တာရှင်းမတော်ယက်တဲ့သဘောနော်ဖြစ်နေတဲ့ကင်ဆာယောဂါကိုရှင်းမတော်အောင်ဆိုပြီးတော့လောက်တယ်မလားကင်ဆာယောဂါကိုမပွားအောင်ဆိုပြီးတော့လေးစားတွေပါနေလောက်တာအဲ့ဒီသဘောပဲလုတ်ပြီးသားကိုဖြစ်တာမဟုတ်ဘူး လုပ်ပြီးသားပြင်လို့မရဘူး။ဘာလို့လို့ဆိုရင် what have been done cannot be undone ။လုပ်ပြီးသားကဘယ်တော့မှမလုပ်ဘူးလို့ပြောလို့မရဘူး။လုပ်ပြီးပြစ်သွားပြီသူက။ပြင်လို့ရတဲ့အရာမဟုတ်ဘူး။သို့တော့အဲ့ဒီလုပ်ပြီးသားပေါ်မှာစိတ်မကောင်းဖြစ်နေမဲ့အစားဟုတ်လား။ဒီကိုယ်အမှားကိုဝန်ခံလိုက်တယ်။ဝန်ခံလိုက်ပြီးဝန်ခံလိုက်တဲ့အချိန်ကလူကစိတ်ပေါ်သွားတယ်။ ိစိတ်ပဲဝါသွားတော့နောက်ထပ်ဆက်ပြီးတော့မမအောင်ကြိုးစားအားထုတ်တယ်။အဲ့ဒီအတိပဲမျိုးဝင်ဩကတာနော်။လူပိသားကိုပဲဖြစ်တာမဟုတ်ဘူးတရား။အဲ့ဒီလိုဆုံးနေတယ်။သူတို့နဲ့မတူဘူးလို့ဟဲ့